လက်မှတ်ထခင်မှကလေးကပေါ်လွင်နေတဲ့ဟင်းဝီယံမီတာစုရဲ့အထွေစိတ်ထားကိုဖော်ထုတ်လာတဲ့စုပြတဲ့စဉ်မိတ္တမြအလုံးမဲမင်္ဂလာပါရှင်လက်မှတ်ထခင်ကလေးကပေါ်လွင်နေတဲ့ဟင်းဝီယံမီတာစုရဲ့အထွေစိတ်ထားတွေကိုဖွင့်ချပြလာတာကတော့စုပြတဲ့စဉ်ဖြစ်ပါတယ်ဒါကြောင့်လဲလူပြောများနေတာပါမိတ္တတွေအလုံးကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတာကတော့မကြခင်ရတတပတ်အနှင်းငယ်တွင်မှလထတော်မဲ့နိုင်ငံကျော်တရုတ်ဆောင်ဆောင်တွင်မင်းသမီးလေးစုပြတဲ့စဉ်နဲ့မင်းသားဟိဝင်ရန်တို့ရဲ့မင်္ဂလာပွဲပါပဲ။ ီတည်င်းထွက်လာကလေးကပရိသတ်တွေကြားမှာဝမ်းသာအားပေးကြတယ်လို့တစ်ဖက်မှာလည်းသူတို့ရဲ့မင်းသမီးလေးအတွက်ဆိုပြီးတော့အရန်ကိုပဲစိုးရင်နေကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲဒါကတော့ပရိသတ်တွေရဲ့မျိုးလုံးထဲမှာအမြဲတမ်းအပြစ်ကင်းစင်တဲ့ရိုးသားဖြူစင်တဲ့မိဘတွေရဲ့ဖူးဖူးမှုအရှိခံရတဲ့တူတဲတော်သမီးလေးဆွေပြည့်စင်တယောက်ဧဝံတို့မိသားစုနဲ့အိမ်ထောင်ကျတော်ခဲ့ရင်ရောက်ခမရဲ့အိမ်မှာအောက်ရှိသိန်းအိမ်မှုကိစ္စတွေလုပ်ရတယ်မျက်နှာငယ်ရတဲ့အိမ်ရှင်မကြီးဖြစ်တော်တော့မှလားဆိုတဲ့စိုးရိမ်မှုတွေပါပဲ ဒီစိုးရိမ်မှုတွေကိုပိုပြီးမိထိုးပေးလိုက်တယ်လို့ဖြစ်သွားတာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒိဝင်ရရဲ့ညီမဖြစ်သူစိုးပြတဲ့စီရဲ့ရောင်းမဖြစ်သူကအင်တာဗျူးတစ်ခုမှပြောလိုက်တဲ့စကားတွေအကြောင်းပါပဲဒီမှာကစိုးပြကနှိရှိအရန်ကောင်းတဲ့ဆိုပြီးတော့ရှီကျိုးလိုက်တာပါဒါပေမဲ့အဲ့ဒီရှီကျိုးစကားတွေကိုဗိတ်သက်တွေကအထူးတစ်ဖြစ်အိမ်ထောင်ကြီးအတွေ့အကြုံရှိတဲ့အန်တီကြီးတွေအမျိုးသမီးကြီးတွေကဒီလိုကတော့ဒါကိုဒါဟာညတာပါတီပဲဒါကမတိမတာခိုင်းဖို့ပြင်ဆင်နေတာပဲ စူပြစ်တစဉ်တယောက်အိမ်အလုပ်တွေလုပ်ရတော့မှတေချာပြီနှစ်ချစ်ကောင်းကြောင်ရှစ်ကျူတာခံပြီးဆိုမှတော့မိဖို့ကြောင့်ထဲကထွက်ရတော့မှမဟုတ်ဘူးလို့ဝိုင်းပြီးတော့ထင်ကြီးပြီးသုံးတာခဲ့ကြပါတယ်။ဒါပေမဲ့ပိတ်တကြီးတို့ရေအခုတော့အစိုးရမှုတွေကအိမ်ရှိမအလုပ်တွေလုပ်ရတော့မှဆိုတဲ့အတွေးတွေအလုံးစူပြစ်တစဉ်ကိုယ်တိုင်ကဟင်းဝရန်ရဲ့မိသားစုရဲ့အတွေးစိတ်ဓာတ်အမှန်ကိုဖွချလာခဲ့ပါတယ်။လူတွေထင်ထားတယ်လို့သူမကိုခိုင်းဖို့မဟုတ်ပါဘူး။ဟင်းဝရန်ရဲ့မိဘတွေကစူပြစ်တစဉ်ကိုတုံနေအောင်ရှစ်ကြတာပါ။ကိုယ့်ရဲ့ရွှေမလောင်းတယောက်လိုမဟုတ်ပဲ ။သမီးအရင်လေးတယောက်လိုကိုအတက်တဲလို့ရှိကြတာပါ။ဒီထက်ပိုပြီးအောင်စရာကောင်းတာကမိသားစုကသူမကိုဟင်းဝရံထက်တောင်မှပိုရှက်ပိုပြီးတော့အလေးထားနေတာပါ။အခုဆိုရင်တော့ဟင်းဝရံရဲ့မိသားစုကိစ္စတွေမှာတခုခုတိုင်ပင်စရာရှိလာပြီဆိုရင်ဒါဖြစ်သူဟင်းဝရံကိုမပြောတော့ဘဲနဲ့ရွှေမလောင်းဖြစ်သူစိုးပြတဲ့စဉ်ကိုဒါရိုက်လာပြီးတော့တိုင်ပင်ကြတယ်လို့ဆိုပါတယ်။ဒါကသူမကိုဘလောက်ထိအလေးထားတယ်ဘလောက်ထိမိသားစုဝင်အဖြစ်နဲ့အတိအမှတ်ပြုထားတယ်ဆိုတာကိုပြသနေတာပါ။အဲလိုခိုင်းဖို့မပြောနဲ့ မိသားစုရဲ့အဆုံးဖြတ်ရှိချမှတ်သူတယောက်လို့တောင်းသဘောထားနေပါပြီ။ဟင်းဝင်ရန်ရဲ့မိဘတွေတင်မကားပါဘူး။ဟင်းဝင်ရန်ရဲ့အမှန်ဖြစ်သူရောင်မှအကြီးဆုံးကတောင်းပြည်တနာတစ်ခုခုဖြစ်ရင်တောင်းသူကစိုးပြေဘက်ကပဲကောက်ွက်ပေးမှဖြစ်ကြောင်းတရားဝင်ပြောထားတာပါ။အရှိဆုံးနဲ့အခိုင်အမာဆုံးတတိကတော့ဟင်းဝင်ရန်ရဲ့မိဘတွေကသားဖြစ်သူကိုအတိအလင်မှားထားတဲ့အကြပါ။အဲ့ဒါကတော့ဟင်းဝင်ရန်အနေနဲ့စိုးပြေတစဉ်ကိုအလိုလိုက်ရမယ်။ဘယ်အရာမဆိုစိုးပြေရဲ့သဘောထားအတိုင်းပဲဖြစ်စီရမယ်လို့မိန့်ထုတ်ထားပါတယ်။ကဲပိတ်သက်တွေစိတ်ပူနေတယ်လို့ အောက်ရှိတဲ့အင်ရှင်မဖြစ်မဲ့အစားအခုတော့ရခမတွေကတမိအရင်လိုရှေ့ရပြီးတော့ခင်ပွန်းလောင်းကလည်းအလိုလိုက်ဖို့အတွက်အမိထုတ်ခံထားရတဲ့အကန့်အကောင်ဆုံးတို့တို့တမိလေးဖြစ်သွားပါပြီဒီတဲ့င်းကိုကြားလိုက်ရတဲ့ပိတ်တောက်တွေကတော့စွပြတဲ့စဉ်အတွက်တကယ်ကိုဝန်တန်နေကြပါတယ်ထင်တောင်မထင်ထားဘူးကန်ကောင်းလိုက်တာဆိုတဲ့အမှတ်ချက်တွေပြီးနေကြတို့တို့ဒါကအစွပြတဲ့စဉ်ကတန်ဖို့ရှိတဲ့မိမကောင်းတယောက်ပြီးသားလို့ အိမ်တော်ရေးမှကန်ကောင်းပြီးတော့ဒုက္ခမကောင်းတွေရဲ့ရှိချင်းမြတ်တာကိုရရှိတာလို့သုံးသပ်ရှိကျနေကြပါတယ်။ဗိတ္တကြီးတို့ရောဒီတဲ့င်းနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါသလဲ။စုပြတဲ့င်းရဲ့ကန်ကောင်းမှုတွေပေါ်မှာဝန်တန်စကားလေးတွေပြောခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ thank you